လက်ရှိကိုရီးယားကိုလွတ်လွတ်ရောက်နေတဲ့ကျွန်တော်တို့ E9 visa တွေဗီဇာသမားတွေအနေနဲ့ E74 visa ကိုပြောင်းဖို့စဉ်းစားနေတယ်ဆိုရင်ဒီ video လေးကိုကြည့်ပါဟုတ်ကဲ့ E74 visa မှာဆိုရင်ကျွန်တော်တို့လက်ရှိ E9 visa ရဲ့ထက်အလုံးကောင်းနေရလို့ထင်ကြရပေါ့နော်တကယ်တကယ်တော့မဟုတ်ပါဘူးသူ့မှာလည်းကောင်းတာတွေရှိသလိုဆိုးတာတွေလည်းရှိရယ် E9 visa ထက်ဆိုးတဲ့ဟာတွေလည်းရှိရယ်ပေါ့နော်ဒါကြောင့်မလို့ E74 visa ရဲ့ကောင်းတဲ့အချက်တွေကိုအရင်ဆုံးပြောပြပေးပါမယ် E74 visa ရဲ့ကောင်းတဲ့အချက် ပထမတစ်ချက်ကတော့ तू က E9 ဗီဇာလိုမျိုးမဟုတ်ပဲနဲ့နှစ်အကန့်အသတ်မရှိဘဲနဲ့ဇက်တိုက်ဗီဇာတက်တန်းတိုးပြီးတော့ပေါ့နော်ဇက်တိုက်နေသွားလို့ရတယ်နောက်ထပ်ကောင်းတဲ့တစ်ချက်ကကြတော့ဘာလဲဆိုရင် ကိုယ့်ရဲ့အမျိုးသမီးကိုယ့်ရဲ့မိသားစုမိသားစုဆိုတာကိုယ့်အမျိုးသမီးကိုယ့်အိမ်အောင်ပဲဖြစ်ရမယ်ကိုယ့်အိမ်အောင်ဘက်ကမွေးတဲ့သားသမီးဖြစ်ရမယ်သူတို့တွေကိုမိခိုဗီဇာနဲ့ဒီကိုခေါ်လို့ရတယ်အလုပ်လုပ်ခွင့်တော့မရှိဘူးပေါ့နော်โอเคအဲ့လိုမျိုးဆိုတော့ကြတော့ ကောင်းတဲ့အချက်ကဒါတွေပဲရှိရယ်မကောင်းတဲ့အချက်ကိုပြန်ကြည့်ကြအောင်မကောင်းတဲ့အချက်တွေကဘာလဲဆိုရင် तू ဟာဒီတတန်းတိုးပြီးတော့စတိုင်နေလို့ရတာဖြစ်တဲ့အတွက်တတန်းတိုးကတတန်းတိုးရမယ်တတန်းတိုးတဲ့အခါမှာစားရစားတန်းနေအများကြီးလိုတယ်စက်ယုံဘက်ကနေပြင်ပေးရမယ်စားရစားတန်းနေရှိတယ်အဲအကြောင်းမလို့ပထမတစ်ချက်စက်ယုံနဲ့လည်းပြည်လည်နေဖို့လိုတယ်ပေါ့နော်ပြီးတော့ကြတော့မဖြစ်မနေ E7 Pro မှာဆိုရင်ဘာသာတကား level 2ရှိရမယ် level 2မရှိဘူးဆိုရင် တက်တန်းတို့လို့မရဘူးတက်တန်းတို့လို့မရဘူးဆိုရင်ကိုဗီဇာမရှိတော့ရင်ပြန်ရမယ်ပေါ့နော်ဆိုတော့ကနောက်ထပ်တစ်ချက်ဆိုရင်ဗာဗာလဲဆိုရင်ဒီစာအစောအစောကပြောတဲ့ဟာ level 2ရှိရမှာဖြစ်တဲ့အတွက်စာလောက်ဖို့လိုတယ်စာမလောက်ချင်ဆိုရင်တော့ဗီဇာပြောင်းလို့အဆင်မပြေဘူးနောက်တစ်ချက်ကကြတော့ဒီ E7 4ဖြစ်သွားပြီဆိုရင် E7 ဖို့ဗီဇာစရှောက်ကနေရမှာစာချုပ်ကိုလည်းအလောက်စာချုပ်ကိုလည်းအစ်စ်ပြန်ချုပ်ရတယ်ပေါ့နော် အလုပ်စာချုပ်အနည်းဆုံး2နှစ်ချောရတယ်။အဝကောက်တော့ပြီးတော့ဗီဇာလျှောက်ကနေမှာအစ်စာချုပ်လည်းပါတယ်။အစ်စာချုပ်မပြေမချင်းအစ်စာချုပ်မပြေမချင်းဒီစက်ယုံကနေပြီးတော့အလုပ်ထွက်လို့မရအောင်။စက်ယုံကနေအလုပ်ထွက်လို့မရအောင်တတိယနဲ့သဘောတူပြီးတော့ကျွန်တော်တို့ E9 လို E9 လို့မျိုးပဲတတိယရဲ့အလုပ်ထွက်စာနဲ့အလုပ်ထွက်လို့မရအောင်တတိယရဲ့အလုပ်ထွက်စာပြီးပေးပေးတယ်ပေါ့နော်အလုတ်ထွက်စာပေးတယ်ဆိုရင်တောင်မှဒီအလုတ်စာချုပ်ပြေးမှသာလဲကိုကအလုတ်ထွက်ခွင့်ရှိတာ ဖြစ်တဲ့အတွက်အလုတ်ထွက်လို့မရဘူး။ဒါကြောင့်မို့လို့အလုတ်စာချုပ်ပြည့်အောင်လုပ်ရမယ်။သတိနဲ့ရံဖြစ်တဲ့ဆိုရင်တော့မှအလုတ်စာချုပ်ပြည့်အောင်နေရမယ်။စိတ်ညစ်လည်းနေရမယ်။ကြောင်ပိတ်နေရပါတော့။အဲ့လိုမျိုးအလုတ်စာချုပ်မပြည့်ဘဲနဲ့အလုတ်ထွက်လို့မရဘူး။ပြီးတော့စက်ရုံကဒီဝါဒီခံနေဆိုရင်တော့ထွက်လို့ရတယ်အလုတ်စာချုပ်ပြည့်ရဆိုရင်တော့ထွက်လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့အချာနီလန်နဲ့ထွက်လို့မရဘူးအရန်တိုင်ပတ်တယ်ပေါ့နော်အဲ့အချက်ကတော်တော်လေးဆိုးရယ်နောက်တစ်ခုကကြတော့အလုတ်စာချုပ်ပြည့်ပြီပဲထအောင်ကိုကအလုတ်သစ်ရှာမယ် လုတ်တရှာမယ်ဆိုရင်ကျွန်တော်တို့ E9 နေလို့မျိုးပဲနှုတ်ထုံပူကနေအလုတ်ရှာပြီးမှာမဟုတ်ဘူးအလုတ်မစေးတွေချပြီးမှာမဟုတ်ဘူးကိုယ်တိုင်ကအလုတ်ရှာရမှာဖြစ်တယ်ကိုယ်တိုင်အလုတ်သွားအလုတ်တွေလိုက်ရှာရမှာဖြစ်တယ်ပြီးတော့သူကအလုတ်စာချုပ်ပြေးမှာထွက်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဇာတက်တန်းကလည်းအလုတ်စာချုပ်အတိုင်းပဲနှစ်နှစ်ဆိုရင်ဗီဇာတက်တန်းလည်းနှစ်နှစ်ပဲပြေးမှာပေါ့နော်အလုတ်စာချုပ်ပြည့်ပြီဆိုတာနဲ့ဗီဇာတက်တန်းလည်းကုန်ပြီဖြစ်တဲ့အတွက်အလုတ်ရှာခြင်းကလည်းတကယ်တကယ်ဆိုတော့အဲ့လောက်မရှိဘူးမရှိတော့ကြတော့ ဲကြားထဲမှာအလုတ်တစ်မရဘူးဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်အလုတ်တစ်မရှိဘူးဆိုရင်ဒီအလုတ်ရှာတဲ့ဗီဇာပေါ့နော်ဒီတန်းဗီဇာကိုပြောင်းပြီးတော့6လလောက်လှုပ်ရှားရမယ်အလုတ်ရှာပြီးတော့အဲဒီတန်းဗီဇာအလုတ်ရှာဗီဇာနဲ့နေပြီးတော့အလုတ်ရှာပြီးအလုတ်ရပြီဆိုရင်အဲအလုတ်တစ်နဲ့ကျွန်တော် E7 စရှောက်တုံးကလိုမျိုးနောက်တစ်ခါလောက်စာချုပ်ချုပ်ပြီးတော့ပြန်ရှောက်ရမယ်။အဲ့မှာမှအဆင်ပြေသွားပြီဆိုမှသာလေ E7 ပြန်ဖြစ်မယ်ပေါ့နော်။ ဘယ်အလုပ်ကိုပဲပြောင်းပြောင်းအလုပ်တန်းရရပဲထား E7D ဒီလာဝကရဲ့ computer ယူရမယ်ပေါ့နော်လာဝကကိုသွားရှောက်တဲ့ခါလာဝကနေပြီးတော့အလုပ်ကိုပြောင်းကိုမပေးဘူးစားရစတန်းတဝဲဆိုရင်ကိုကအလုပ်ပြောင်းလို့မရပါဘူးအရန်ခတ်ခဲ့တယ်ပေါ့နော်အလုပ်အလုပ်ကိုလည်းကိုယ်တိုင်ရှာရတယ်တချို့မြန်မာအသည့်တွေဆိုရင်သူတို့ကြီးဆိုရင်အလုပ်ကိုယ်တိုင်မရှာနိုင်တဲ့အတွက်ပွဲသားရင်းနဲ့ရှာတယ်ဟိုဝန်ဆောင်က30 40လောက်ပေါ့နော်အဲ့လောက်တွေပေးရတယ် ဲ့လိုမျိုးတွေရှိရပေါ့နော်နောက်တစ်ခုကကြတော့အမျိုးသမီးခေါ်တဲ့အခါအမျိုးသမီးခေါ်တဲ့အခါမှာဆိုရင်လည်းအမျိုးသမီးကဟိုကိုရတာချစ်တဲ့အတွက်ဒီတိုင်းမမြောက်စီခြင်းတဲ့အတွက်ခေါ်လိုက်တယ်ဆိုပြီးမြဒီရောက်လာပြီဆိုရင်음အရင်မလွယ်ဘူးပေါ့နော်ဘာသာစကားမရတာဖြစ်တဲ့အတွက်အလုပ်လက်တမ်းဟိုအလုပ်လုပ်ခွင့်မရှိပြီမြဒီတိုင်းဟိုနားလည်မှုနဲ့လောက်ကြတာပေါ့နော်ခိုးပြီးလောက်တယ်အဲ့လိုလေအလုပ်လည်းတက်မလုပ်နိုင်ဘူးအရန်ကြောက်တယ်ကိုမြန်မာပြည်ကဒါရဲ့လူကပို့တော်ကြောက်တတ်သေးတယ် အလုပ်လည်းမလုပ်နိုင်အဲ့လိုဖြစ်တဲ့အတွက်ကိုယ့်စီမှာပတ်စံများများဆက်ဆက်စူးစောင်းထားဖို့လိုတယ်ဒီတလာရတဲ့ဟာအရင်မစုမီဘူးပေါ့နော်နှစ်ယောက်စားတာဖြစ်တဲ့အတွက်အရင်မစုမီဘူးအဲ့လိုမျိုးရှိတယ်အဲ့တော့ကြတော့ E7 E9 ဗီဇာနဲ့ E7 Pro ဗီဇာကိုပြောင်းတဲ့မပြောင်းတဲ့စဉ်းစားကြည့်တဲ့အခါမှာ E9 ဗီဇာတတန်အရင်ကြံသေးတယ်ဆိုရင်တော့ E7 Pro ဗီဇာပြောင်းဖို့အတွက်အရင်အားမပေးဘူးပေါ့နော်ဒါပေမဲ့ ကိုကမြန်မာပြည်မှာလည်းမိမလည်းရှိတယ်ကလေးလည်းရှိတယ်အတူတူနေနေတယ်ဆိုရင်တော့အဲ့လိုဆိုရင်တော့ Isabel ဘူဗီတာကိုပြောင်းလိုက်ပြောင်းပြီးတော့သူတို့ကိုခေါ်လိုက်ပေါ့နော်ဒါပေမဲ့ကိုပြောင်းမဲ့ယုံကယုံကောင်းမှုလိုတယ်တတိကောင်းမှုလိုတယ်တကယ်လို့တတိမကောင်းဆိုရင်စဉ်းစားကြည့်အောင်တတိမကောင်းမှုပဲထားတယ်တတိမကောင်းဆိုရင်ကိုကစားချုပ်ကနှစ်နှစ်ချုပ်ထားတယ်ဒီနှစ်နှစ်အတွင်းမှာတတိကကိုစိတ်ကြိုက်သူလှုပ်ချင်သူတွေလှုပ်နေမှာကိုကဘာမှပြန်လှုပ်လို့မရဘူးပေါ့နော်အဲ့ဒါ အတချက်ကိုကောင်းကောင်းစဉ်းစားဖို့လိုတယ်အတချက်ကတော့အရန်ပြင်းထန်တဲ့အချက်ပေါ့နော်အရန်အဆိုးဆုံးအချက်ပေါ့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက် E9 visa တက်တဲ့အများကြီးကြံနေတယ်ဆိုရင်ဒီကိုကမိမလပညာလည်းမခေါ်ကြမရှိဘူးဒီတိုင်းပဲ visa အတွက်ပဲဆိုရင်တော့ E9 visa တက်တဲ့ကုန်ကနီးမှသာလဲ E7 ဖို့ visa ကိုပြောင်းဖို့အတွက်တိုက်တွန်းတယ်ဒီလက်ရှိ E9 visa လည်းကြံသေးတယ်မိမလည်းခေါ်တရားမရှိပဲနဲ့ဒီတိုင်းရာ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 နဲ့ E7 ဖို့ visa ရော အပြောင်းစီခြင်းမူ e-spam ဖို့ဗီဇာကအရန်ဒုက္ခရောက်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်တော့အဲ့လိုမျိုးဗီဇာကြံနေရဆိုရင် e9 ဗီဇာမှာပဲရှိနေစေချင်ပါတယ်